အသင်းပေါ်တွေရဲ့တည်တံဘောကိုညွှန်ကြားဖို့ပြိုင်ဘက်ကိုအေရီယာထိပ်ထိတက်ခဲ့တဲ့အိုနာနာအလုံးမဲမင်္ဂလာပါ United Fan တွေအတွက်ကနားဆောင်ကတည်င်းဒီသတင်းတွေကိုတင်ဆက်ပေးနေတဲ့ Game Time Glory ကနေအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသင်းပေါ်ရဲ့တည်တံဘောကိုညွှန်ကြားဖို့ပြိုင်ဘက်ကိုအေရီယာထိပ်ထိတက်ခဲ့တဲ့အိုနာနာဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ Manchester United အသင်းရဲ့ဂိုးသမားချစ်သူအိုနာနာကတော့တကယ်ကိုလှုပ်လိုက်ရင်အဆန်းတွေကြည့်ပါပဲ ။အိုနာနာကတော့ဘောလုံးပြိသက်တိုင်းမသိတဲ့သူမရှိတဲ့ကိုသမားပါ။အခြားကိုသမားတွေနဲ့မတူပဲတာမန်နဲ့ကွဲထွက်နေတဲ့ပုံစံတွေကြောင့်ပဲအိုနာနာကလူစိတ်ဝင်စားခြင်းခံနေရတဲ့ကိုသမားတဦးဖြစ်နေခဲ့တာပါ။လက်ရှိမှာတော့ကလပ်အသင်းပွဲစဉ်တွေနားထားပြီးတော့အိုနာနာကနိုင်ငံအသင်းနဲ့တူပွဲတွေကစားနေကြတာပါ။အိုနာနာရဲ့ကင်မရွန်အသင်းကတော့ကမ္ဘာဖလားတောင်အာဖရိကဇုံခြေသစ်ပွဲအဖြစ်အက်စွတ်ဒီနီအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ပြီးဂိုးမရှိသေးရကြခဲ့တာပါ။ ိုနာနာကတော့ဒီပွဲစဉ်မှာကင်မရွန်အသင်းအတွက်ပွဲထွက်ပါဝင်ကစားခဲ့တာပါ။အိုနာနာရဲ့ထူးထူးဆန်းဆန်းလောက်ရက်ကတော့ပွဲချိန်အတွင်းကင်မရွန်အသင်းဘက်ကပြိုင်ဘက်ရဲ့ goal area အဆက်မှာရရှိလာတဲ့ပြစ်ဒဏ်ဘောကိုကန်သွင်းယူဖို့လုပ်မိချိန်အိုနာနာကရှေ့ထီတက်လာခဲ့ပါတယ်။အသင်းရဲ့ goal ဘက်ကိုအလွတ်ကြီးထားခဲ့ပြီးတော့အိုနာနာကပြိုင်ဘက် goal ရှေ့ထီတက်ပြီးပြစ်ဒဏ်ဘောကန်သွင်းမဲ့ကင်မရွန်ကစားသမားတွေကိုညွှန်ကြားမှုတွေပြုလုပ်နေခဲ့တာပါ။အိုနာနာကကိုသမားဆိုပေမဲ့ဘောလုံးကိုကျွန်းကျွန်းချင်းချင်းကစားနိုင်တဲ့ကစားသမားပါ ကြိုင်ပွဲမဟုတ်တဲ့မွေးရမြေကကြော်ရန်ပွဲစဉ်တွေမှာအိုနာနာကကွင်းလည်နေရာမှာကစားလေးရှိသူပါ။အိုနာနာရဲ့ဒီလောက်ရက်ကတော့တော်တော်လေးပိုထူထပြီးပွဲကြည့်နေတဲ့ပရိသတ်တွေတောင်တော်တော်ကြီးမျက်လုံးပြုတ်ခဲ့ရတာပါ။အိုနာနာကတော့လုံလိုက်ရင်သူများနဲ့ဘ ᱹ တူတာတွေကြည့်ပါပဲ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊အပြောင်းအရွှေ့သတင်းတွေ၊စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ Game Time Glory Page ကို Like and Follow လုပ်ပြီး Video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်ဒီကုန်းထုတ်လိုက်ပါရစေ။